ကိုကိုကိုဘဝဆက်တိုင်ကောင်းစားစေခြင်းနဲ့ဆိုရင်နဲ့မကောင်းမှုအကုသိုလ်တွေနဲ့ဘယ်တော့မှကိုယ့်ရင်နဲ့နှလုံးနဲ့မရှင်တွဲစေနဲ့နတ်နံပပိနံဆိုလိုတာကမဟုတ်တာလုပ်ဖို့စိတ်မကူးနဲ့ကိုယ့်ရင်ထဲမှာမဟုတ်တဲ့အတွေ့အကြုံကြောင့်လာစေနဲ့တော်လံဖယ်ရှားပြေထုတ်ပြောနော်လက်မခံနဲ့မဟုတ်တဲ့အတွေ့အကြုံဆိုတော့ကောင်းတဲ့ အပြစ်ကင်းပြီးတော့ကုသဖြစ်တဲ့အတွေ့တွေကိုတွေးပေးပါ။ဘာတွေတွေးရမလဲ။ကိုယ်ရင်ကိုတွေးတာကြရင်အေးဒီနေ့ငါဟာကိုချင်းသီလနဲ့ပြည့်စုံရဲ့လား။ငါတဏ္ဍမှာကိုချင်းသီလရှိရဲ့လား။ငါပါရိနဲ့အချိန်ကုန်နေတယ်။ငါစိတ်တရားရောကုသစိတ်နဲ့အချိန်ကုန်သလား။ကိုယ့်ကိုစမ်းစစ်ပြီးတဲ့အခါကျတော့ကုသနဲ့အချိန်ကုန်အောင်စူးစမ်းဖို့လိုအပ်တယ်။ရှင်နဲ့နှလုံးနဲ့ကုသရဖို့ကအရေးကြီးတယ်။ ရှင်နေမှာတရားဖြစ်နေတယ်လှူတာမလှူတာလည်းတရားဖြစ်နေရှင်နေမှာတတိတွေဖြစ်နေတယ်ရှင်နေမှာမကောင်းတာတွေကိုမလုပ်ဘူးစူးစမ်းတဲ့ဝိရိယတွေဖြစ်နေတယ်ရှင်နေမှာစိတ်ထားစိတ်တွေလေလွင့်မနေဘဲနဲ့ကောင်းမြတ်တဲ့အာရုံတွေကိုမှတည်ကြည်မှုတွေဖြစ်တယ်ရှင်နေမှာအမှန်အကန်ဆင်ញင်သုံးသက်တဲ့ အကုသိုလ်ရဲ့အပြစ်ကုသိုလ်ရဲ့အကျိုးတွေဆင်ခြင်သုံးသတ်တတ်တဲ့အသိဉာဏ်တွေဖြစ်နေတယ်။တတ္ထဝီရိယတတိသမာဓိပညာဆိုတာဒါတွေဖြစ်နေတယ်ဆိုရင်မတော်တဲ့အကုသိုလ်တွေကုသနာမှာဖြစ်တော့။သီလနဲ့ထုံမှန်းထားမယ်တရားနဲ့ထုံမှန်းထားမယ်သုတ္တနဲ့ထုံမှန်းမယ်စာကနဲ့ထုံမှန်းထုံမှန်းနေဆိုမကြမကြတတိယကိုပြောကိုယ်ဆောင်တဲ့သီလလေးတွေမယ်မကြမကြတတိယ မကြောက်ရတတိယနေခြင်းအဖြစ်ကုသိုလ်ဆိုစိတ်ထဲကတတိယပြီးတော့နေတဲ့အခါမှာထိသီလာထတ်ဆောင်မလို့အကျိုးတက်လာအကျိုးဖြစ်လာအဲ့ဒီတစ်ခါတတိယရင်တစ်ခါကုသိုလ်စိတ်ဖြစ်တယ်နှစ်ခါတတိယရင်နှစ်ခါကုသိုလ်စိတ်အဲ့တော့ယင်းနဲ့နှလုံးထဲမှာသတ္တပရိပါဝိတစိတ်သီလပရိပါဝိတစိတ်တုတ္တပရိပါဝိတစိတ် နာထားတဲ့တရားတွေမကြမကြတရားနာတရားနာစဉ်းစားသူတ္တပရိပါဝိတ္တစာကကိုလူထားတဲ့ကုသိုလ်ကောင်းမှုတွေကိုရင်နဲ့နှလုံးထဲမှာမကြကြတဲ့အေးစဉ်းဉဏ်တုံတရားလုံးတင်တာနဲ့မလုံးတင်တာအနည်းဆုံးကကံကံဤအကျိုးကိုသိမြင်တဲ့ပညာကမ္မတက္ကတာသမထေတိမမြဲဘူးလို့သိတာဝိပဿနာသမထေတိ အနေဆုံးကမ္မတက္ကတသမာဓိဋ္ဌိဝိပဿနာသမာဓိဋ္ဌိဆိုကိုယ့်ရင်နဲ့ဖြစ်အောင်လုပ်ဖို့ပဲဖြစ်တယ်။အဲ့လိုဖြစ်နေခြင်းအပြင်သိနေလို့ရှိရင်မသိတဲ့မောဟကုသနာမှမဖြစ်ဘူး။ကုသတရားကိုတတိယနေခြင်းအပြင်ကုသတရားကိုမေ့လျော့တဲ့ပမာဒတရားလည်းကိုယ့်ရင်နဲ့မှဖြစ်တော့မယ်။အဲ့ဒီလိုအစိုးတရားတွေကိုဖယ်ရှားဖို့ညှဆပ်ရအတ္တနေစီပြန်စင်ညာ ကိုကိုကိုမြတ်တိုးတဲ့တမို့ထားတယ်ဆိုရင်နတ်နံပပေနတန်ယုစီကိုရင်နဲ့နှလုံးထဲမှာမကောင်းတဲ့စိတ်တွေဖြစ်စေနဲ့တဲ့။ဘာကြောင့်တိုက်တွန်းရသလဲဆိုရင်နာဟိတံသူလကံဟောတိဒုက္ခဒုက္ကတာကာရိမဟုတ်တာလုတ်ပြီးကောင်းကျိုးချမ်းသာဆိုတာမရနိုင်ဘူး။မကောင်းတာလုတ်ပြီးအကောင်းရမယ်လို့တော့ဘယ်တော့မှမတွက်နဲ့။မကောင်းတာလုတ်ရင်မကောင်းတာပဲရမှာပဲ။ ကောင်းတာလုံးဝကောင်းကျွေးရမယ်ဆိုရယ်ကိုယ့်ရင်ထဲနှလုံးထဲမှာကောင်းတဲ့စိတ်တွေဖြစ်ကြိုးစားအထုတ်ပါတတ္တမကရိယာကလေယာဏနိစ္စယသမ္ပရာယိကပုံညာနိပရလောကမေပဋိဌာဟောတိပါဏိကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေတတ်တဲ့ကုသိုလ်ကောင်းမှုကြိုးစားပြုပါ